ျွန်တော်မရှိများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီ16ကြာရင်မှာဒီအပြည့်ခွေခဏခုနှစ်လုံးကိုကျွန်တော်ယူသွားမှာဖြစ်တယ်ပေါ့နော် အနည်းရှုပ်ဗီဒီယိုဖြစ်ပါတယ်ခင်ဗျာဒီတောင်းလျှောက်ခွန်ရှိကိုတုံများတစ်ထက်ကကျွန်တော်368ဆိုပြီးတော့ဒီမှာ663ဖြစ်ပါတယ်ပေါ့နော်96 96 9တုံများဒီနေ့တုံးမှာ9တုံများနေဆိုပြီးတော့နေ့တုံများကိုဖြစ်ပါတယ်ဒီ663နေ့တုံများကိုအနည်းစားပြီးတော့တောင်းလျှောက်ဒီမှာကနန်းခုနှစ်လုံးထက်က3လုံးအပါဖြစ်ပါတယ်ပေါ့နော် ဒီ6ကောတော့များတင်းနေတော့လေးပါဆိုရင်6ရက်4ရက်6ရက်6ဖြစ်ပါတယ်ပေါ့နော်။ဟုတ်ကဲ့ဆက်ပြီးတော့ဒီမှာလဲ3689တော့များတင်းမှာ89698ဒီတစ်ပတ်မှာတော့ကျွန်တော်ငွေ9689တော့များအပြီးခွေရမှာဖြစ်ပါတယ်ပေါ့နော်။ဒါငွေ9689တော့များအထက်က3လုံးအပါဖြစ်ပါတယ်။နောက်ထပ်နည်းတစ်မျိုးကလည်းရှိသေးတယ်ပေါ့နော်။နောက်ထပ်နည်းတစ်မျိုးကကြတော့ကျွန်တော်ဒီဟာလေးဖြစ်ပါတယ် တရားခွန်ခွန်ကိုကနေစာပြီးတော့ပြပြထားတယ်ဗောနော်ခွန်ရ9ရခွန်ခွန်ကိုခွန်ရ3ရရ9ရ3ရခွန်ရ3ခွန်ခွန်ကနေစာပြီးတော့တောက်လျှောက်ဖြစ်ပါတယ်ဒီမှာတော့နည်းလေး6လုံးပဲဗောနော်6လုံးထက်က3လုံးအပါဖြစ်ပါတယ်โอเคဒီမှာကျတော့သူဒီ6လေး6တပြင်မှာကျတော့ဒီ6လေးတလုံးမှာပါခဲ့ဘူးဗောနော်ကျွန်တော်9လုံးအထည်ယူမှာဆိုရင်မှာ6ခွန်ရှိ9ကိုနိပေါင်းရှင်းဆက်တဲ့တိတ်ကို3နဲ့ထပ်ပေါင်းပါ4ဖြစ်မယ်ပေါ့နော်အဲဒါကြောင့်မို့6 6ဆိုပြီးတော့ ကျွန်တော်ဒီကနေစပြီးတော့ခုနှစ်လုံးအပြည့်ထိုင်ယူလို့ရတယ်ပေါ့နော်ပြီးတော့ကိုယ်ခွန်ချစ်မှာကြတော့သူဒီဒီခွန်ရှိကိုဆိုပြီးတော့ဒီငားမပါပဲနဲ့ပေါ့နော်ဒီငားမပါပဲနဲ့ရှားလုံးထဲကတုံးလုံးအပါဖြစ်လာတယ်ဆက်ပြီးโอเคလာခဲ့တယ်ပေါ့နော်ပြီးတော့ဒီတစ်ပတ်မှာကျွန်တော်ခွန်ရှိကိုတုံညာ136ဆိုပြီးရတယ်ပေါ့နော်ခွန်ရှိကိုတုံညာ136ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကခုနက196ခွန်ရှိကိုတုံညာ196ခွန်ရှိကိုတုံညာဆိုတော့ ဒီမှာတူနေတာကကျွန်တော်ဒီနေ့မပါဘူးပေါ့နော်ငားမပါဘူး6ပါတယ်ပေါ့နော်6 9 10 9ညဒီ6ကတော့အဲကျွန်တော်တို့ဒီမှာလုံးပိန်ရှိတယ်လို့ကျွန်တော်တို့ဒီ9 10 9ညနဲ့ပြီးနိုင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ6လုံးကနောက်ဆုံးမှာဖြစ်နေတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီ6 8 9 3ညအပြည့်ခွေနဲ့ပုံတူစုကြည့်မယ်ပေါ့နော် ဘုံလူလည်းကျွန်တော်ပြပေးထားတာရှိတယ်ပေါ့နော်โอเคဒါလေးကတော့ကျွန်တော်ဒီ16ကြိမ်မှာကျွန်တော်တုံးသွားမှာဖြစ်တယ်ပေါ့နော်6 8 9ညကိုကျွန်တော်အပြီးခွေလိုက်တာဖြစ်ပါတယ်ပေါ့နော်အဲ့မှာတော့6ခွန်8တကွက်ရမယ်6ခွန်9 6ခွန်3ည6ခွန်6 8 9 6 8 3ည9ခွန်8 9ခွန်8 3ညဆိုပြီးတော့ဒီ9ကွက်ရှိတယ်ဗောနော်ဒီ9ကွက်ကိုအားလို့ရတယ် ။မအားရှိမှုဆိုရင်တော့ကျွန်တော်ဒီ9693များထက်ကအလေးနဲ့အပိတ်နေရာထားမယ်ပေါ့နော်9693များဆိုတော့693များဒီအဲ့ဒီလေးလုံးထက်ကလေးပိတ်နှလုံးအပါဖြစ်ပါတယ်။ဒီ693များ693များ693များဘာလို့ပေးထားသလဲဆိုတော့693များလေးကလေးပိတ်အဲနှလုံးမတွဲဘူးပေါ့နော်။ပါရင်တစ်လုံးမပါရင် no ပေါ့နော်။တစ်လုံးမပါဘူးပေါ့နော်။โอเคဒါကြောင့်မို့ဒီခုနှစ်ခွက်ကြံတဲ့ဒီခုနှစ်ခွက်ကိုကျွန်တော်တို့သဲစီလိုက်တော့6 6 6 6ခွန် ဒီ6ခု9ကတော့ကျွန်တော်ဒီမှာ6ခု9ဒီလေပိတ်နေရာမှာ၃လုံးစလုံးဖြစ်နေတဲ့အတွက်6ခု9တော့အားပေးရမယ်ပေါ့နော်6ခု9များအားပေးရမယ်6 6 9 8 9 6တဲ့8 3များ6 8 3များ6တဲ့6ခု9တဲ့8 9ခုတဲ့8ခု3တဲ့8 3ခုတဲ့အဲ့ဒီမှာတော့ဒီ6ခု6 8 6ခုဒီ tip break ရှင်းလုံးပိန်ရှိတယ်ခုနှစ်လုံးပိန်ရှိတယ်6လုံးပိန်ရှိတယ်ပေါ့နော်6ခု6တဲ့8 6ခုတဲ့ โอเคဒါလေးอ่ะမိုင်းဖြစ်သွားမယ်ဗောနော်ဒါကြီးอ่ะမိုင်းမိုင်းကစားွက်ကြီးဖြစ်သွားမယ်ပရိကတော့ကျွန်တော်9ပုံတူပရိနှလုံးပရိ3လုံးနှိမျိုးပုံတူက9ပရိရှိတယ်ဗောနော်ဒီမှာပရိနဲ့ကိန်းညီတာက83ည83ခွန်တဲပဲရှိတယ်ဗောနော်โอเคဒါကတော့ကျွန်တော်ကီးနေနဲ့ထပ်ပြီးတော့ညှိလိုက်လို့အရှင်ပြေတယ်ဗောနော်ကျွန်တော်ကီးနေလောလောဆယ်မညှိထားဘူးဗောနော် ကီးကတော့ကျွန်တော်ခွန်ကိုတုံညာကီးရှိတယ်ဗောနောခွန်ကိုတုံညာကီးဆိုတော့ဒီမှာအကုန်လုံးကကိုင်းညီညီပီတာဖြစ်ပါတယ်ဗောနောဒါတော့ဒါလေးတွေကကျွန်တော်တဲ့ဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘူးပုံတူမကြိုက်ဘူးဗောနော6ခွန်8ခုတုံညာကိုပုံတူမကြိုက်ပဲမကြိုက်ဘူး9 6ခွန်8ခုတုံညာ ਨੇ ဒီခါလေးရှိတယ်ဗောနောကျွန်တော်စီထားတာလေးပြပေးသွားမယ်ဗောနောမရှိများရွေးချယ်လို့ရအောင်ဗောနောโอเคဒီဟာလေးဖြစ်ပါတယ်ကျွန်တော် ဒီ19ကြိမ်မှာဗောနော်19ကြိမ်မှာအပြီးခွေက2569ညဒီခုနှစ်လုံးထဲကအခွေဖြစ်ပါတယ်ဗောနော်ခွေလိုက်တာဒါတဲ့ဗောနော်တဲစီထားတာဖြစ်ပါတယ်ရွေးရှင်လို့ရအောင်ပြပီးရှင်းဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်ဒီမတွဲက9345မတွဲဗောနော်၄5ဆိုတော့6 9 6 9 3ဒီထဲကပါရင် 2 or 3ပေါ့နော်ဒီထက်ကပါရင်3လုံးမပါရင်1လုံးဒီထက်ကပါရင်3လုံးမပါရင် no ပေါ့နော် one no ဆိုပြီးဖြစ်ပါတယ်โอเคဒါဆိုရင်အပြီးခွေက1 5 6 9 8 9တုံညာဆိုတော့ဒီမှာ1 5 6 9 8 9တုံညာဒီထက်က2 or 3ပေါ့နော်2 or 3ဒါထက်က1 or no ဖြစ်ပါတယ်အဆင်းပေးတန်ကဒီ268ထက်ကနှလုံးပါမှာပေါ့နော် နှလုံးဒါမှမဟုတ်သုံးလုံးပါမယ်ဒါမှမဟုတ်ဒီ၅၉၃ညထဲကတစ်လုံးပါရင်ပါမယ်မပါရင်တစ်လုံးမှမပါရဘူးပေါ့နော်၅၉၃ညကီးထဲကပါရင်တစ်လုံးမပါရင်နှုတ်အဲဆိုရင်နှစ်၆ခွန်၈ကိုကျွန်တော်ခွေရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာနှစ်၆ခွန်ပြီးတော့ကျွန်တော်ဒီနောက်ထပ်အလေးအပိတ်နေရာမှာကျွန်တော်ထပ်ယူထားတယ်ပေါ့နော်အလေးအပိတ်နေရာမှာ၅၆ခွန်၉၃ညဒီလေပိတ်နေရာယူထားတယ်ပေါ့နော်လေပိတ်နှလုံးအပါဆိုပြီးတော့ ူနီတူဟန်ရှိတယ်ပေါ့နော်ဆိုတော့96963ဆိုတော့963 96 96 9အဒီအပေါ်မှာပေါ့နော်96963 9ဒီထက်က1 201ပေါ့နော်ဒီထက်က1 or no โอเคဒါဆိုရင်ဒီတော့6ခွန်ထဲက6ခွန်ရှိတယ်6လုံးပိုင်ရှိတယ်9လုံးပိုင်ရှိတယ်ဆိုတာဒါကြောင့်မပြောပြရှင်းဖြစ်ပါတယ်ပေါ့နော် 6ခွန်ကလဲပိတ်နေရာဖြစ်သွားမယ်ပေါ့နော်6နဲ့ခွန်နဲ့6ခွန်ကီးဖြစ်မယ်ပေါ့နော်6ခွန်အဲဒါကြောင့်မကျွန်တော်လုံးပိတ်နှစ်ခုပြပေးထားတာဖြစ်ပါတယ်6ခွန်တွဲရင်တွဲမတွဲဘူးဆိုရင်6 9တွဲ6 9တွဲ6 3များတွဲခွန်9တွဲခွန်9တွဲခွန်3များတွဲဒါလဲပိတ်တွဲပေါ့နော်ဆိုတော့ကျွန်တော်ကဒီမှာဒါဒီလိုလေးနဲ့စီထားတာပေါ့နော်ဒီထက်က6ခွန်ကနှလုံးပိုင်းပါနေတယ်လို့6နဲ့ခွန်နဲ့တလုံးတာမှာမဟုတ်နှလုံးပါနေတယ်ပေါ့နော်ဒီသင်္ချာနည်းအရာဒီ ားလျှောက်ခွန်ကိုတုံညာလေး okay မယ်ဒီကိုတုံညာလေးကလည်း okay မယ်ဆိုရင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာလျှောက်ခွန်တွဲဦးစားပေးရမယ်ပေါ့နော်6ခွန်တွဲဦးစားပေးမယ်ဆိုတော့2ခွန်6 2 6ခွန်တရားလေးနဲ့ဒီထက်ကပါရင်3လုံးပေါ့နော်2 6ခွန်8ထက်ကအပြီးပေးသွားနိုင်တယ်ဒါမှမဟုတ်ဆိုရင်နှလုံးပါရင်ဒီ5ခုတုံများတစ်လုံးကဲရမယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်စီလိုက်တာဆိုရင်အာ2 6ခွန်2ခွန်6တက်6 6ခွန်8ခွန်6တက် နှစ်ချောင်းကနှစ်ငါးချောက်တဲ့ခွန်ချောင်းကခွန်ငါးချောက်တဲ့မြန်လာတော့မသိဘူးနော်โอเคဒီမှာရှစ်ချောင်းငါးရှစ်ငါးချောက်နှစ်ချောက်ကိုနှစ်ကိုချောက်နှစ်ချောက်ကိုဒီမှာကြားစိတ်ရှိရပါနော်ခွန်ချောက်ကိုခွန်ကိုချောက်ရှစ်ချောက်ကိုရှစ်ကိုချောက်အကယ်၍ဒီမှာမိုက်ဆွေတို့က6ခွန်ရှစ်ကိုတုံများကိုပဲခွေမယ်ဆိုရင်ဒီ9မပါတော့ဘူးပေါ့နော်6ခွန်ရှစ်ကိုတုံများဆိုရင်လေပိတ်တွဲက6ခွန်တွဲလေပိတ်ပေါ့နော်6ခွန်ခွန်6ပြီးရင်ကျွန်တော်တို့69 6ပြီးရင်639 396ဘောနော်839 39 okay ဒါဆိုရင်ကျွန်တော်တို့ဒီနစ်ထိတ်စီလေးလည်းထည့်အောင်ပဲဗောနော်ဒါလေပိတ်တဲအတွဲဆိုပြီးရသွားမှာဖြစ်ပါတယ်ဒီလိုလေးရမယ်ပေါ့နော်လေပိတ်တွဲထိတ်စီထည့်ရမှာဖြစ်ပါတယ်ထိတ်စီကလည်းကျွန်တော်တခြားနေရာမှာချာဆရာမလို့ဘူးဒီထည့်ရပေးပေါ့နော် အရှင်6ခွန်တွဲမယ်ဆိုရင်6ခွန်တွဲမယ်ဆိုရင်2 6ခွန်6ခွန်5 6ခွန်9 6ခွန်3ည6ခွန်တောင်းပြန်တော့လမ်းရပါဘောနော်ခွန်6ဆိုရင်ဘောနော်โอเค6 9တွဲမယ်ဆိုရင်6 9တွဲမယ်ဆိုရင်ဒီထက်ကတလုံးပဲပါမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီထက်ကနှလုံးဆိုတော့နိ69ခွန်69 369ဆိုပြောအဲ့လိုလာမယ်ပေါ့နော်ဒါအိကိုကျွန်တော်ဒီမှာပြန်စီထားတယ်ဒါတက်ဖြစ်ပါတယ်ပေါ့နော်မြင်ရလားတော့မသိဘူးပေါ့နော်စူးစူးပေါင်းတက်အသေးစင်နဲ့ချက်ွက်ချီတယ်ဖြစ်ပါတယ်အပူအပါပေါ့နော် ထိုင်ကနန်းကတော့6ထိုင်9ထိုင်ဖြစ်ပါတယ်။အပူက9669 66တုံမြ669 9003900ဆိုပြီးဖြစ်ပါတယ်။ဘယ်ဒါလေးကတော့ကျွန်တော်မိတ်ဆွေများရွေးချယ်လို့ရအောင်ပါနော်။ဒါလေးကိုကျွန်တော်ပရိနေထက်ချုပ်လို့အစီအပြေတယ်ပါနော်။ပရိတ်ကတော့ကျွန်တော်တင်ပြထားတာရှိတယ်ဗောနော်ဒါလေးကိုကကျွန်တော်တို့အကြိမ်မတူမှာဆိုတဲ့အတွက်ဒီမှာအကုန်ပြပေးရှင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ6893ညအပြီ အပြီးပေးသွားခဲ့မယ်ဆိုရင်ကျွန်တော်ဒီခွန်ငါးတော့မပါဘူးထားလိုက်ပါတော့နေ6နေ6ခုလေးလည်းထားထားမယ်ဒီခွန်69ပါနော်ခွန်69တော့ချစ်69တော့ဒီ6ခွန်69တုံများဆိုရင်ခွန်တုံများ6 8တုံများ6ပါနော်အာပြီးရင်69ခွန်69ခွန်ခုနဟာမိုင်းဖြစ်သွားမယ်ပါနော်6ခွန်69တုံများဒီအောင်ဒဲစီပြပေးထားတာဖြစ်ပါတယ်โอเค ပြီးတော့ကျွန်တော်သုံးလုံးပေါင်းရှင်ပရိတ်နဲ့ထပ်ညှိလိုက်ရင်ဆင်ပြေသွားမယ်ပေါ့နော်ကျွန်တော်သုံးလုံးပေါင်းရှင်ပရိတ်ကမိမိတို့ဂျိုင်းနေတဲ့ပရိတ်ကိုပဲရွေးချယ်တင်လိုက်ရင်အဆင်ပြေမယ်ပေါ့နော်ဒါကဲရွက်6ခွန်6နဲ့ခွန်နဲ့ဒါနှလုံးပါသွားမယ်ဆိုရင်ကျွန်တော်မိုင်းအနေနဲ့2ခွန်6 2 6ခွန်တက်ဖြစ်မယ်ပေါ့နော်ပြီးရင်6 6ခွန်6ခွန်6တက်6 6ခွန်6ခွန်6တက်ခွန်6တွဲမယ်ဆိုရင်ပြောတာနော်ခွန်6 5ခွန်5 6တက် ပြီးရင်869 96တဲ့963 936တဲ့ပေါ့နော်ပြီးရင်605 65ခွန်တဲ့ပြီးရင်ကျွန်တော်ဒီ609 69ခွန်ပေါ့နော်ပြီးရင်603 639ခွန်ဆိုပြီးဖြစ်ပါလေဒါ6ခွန်တွဲသွားမယ်ဆိုရင်ပေါ့နော်โอเคဒါဆိုရင်ဒီဟာလေး main ဖြစ်သွားမယ်ပေါ့နော်โอเค ဒါကတော့ကျွန်တော်တင်ချာနေ့ရကျွန်တော်မိတ်ဆွေများပြန်လည်များဝင်ရှင်းတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်နှလုံးပေါင်းရင်တင်းနှစ်6 9ဖြစ်ရမယ်ပေါ့နော်ကနန်းနှလုံးပေါင်းကြည့်လို့တင်းနှစ်6 9ဖြစ်တဲ့ဟာကိုဥစားပေးတည်ရမယ်ပေါ့နော်ကျွန်တော်နှလုံးပေါင်းရှင်းအတန်တီတင်းနှစ်6 9ဖြစ်ရမယ်ပေါ့နော်အပူကတော့အကုန်ထည့်ရမယ်ဒီအပူမဟုတ်ဘူးဆိုရင်တော့ကျွန်တော်ဒီအဲကနန်းနှလုံးပေါင်းကြည့်ပေါ့နော်ဒီရှစ်တုံများခွန်ဆိုရင်တင်းနှစ်6 9မဖြစ်ဘူးပေါ့နော်အဲဒါကြောင့်မို့ဒီအကောင်ပါပါရရမှာဖြစ်ပါတယ် ဒီ6ခွန်သုံးများဆိုရင်6နဲ့သုံးများနဲ့ပေါင်း6ဒီမှာ6နဲ့နှလုံးပေါင်းရှင်း6ဖြစ်နေတဲ့အတွက်ဒါလေးတွေတင်တင်နေပါတော့ပြီးရင်69ခွန်မှာဆိုရင်လည်း6နဲ့9ပေါင်းရှင်း15 9ခွန်ပေါင်း16ဒီမှာ9ခွန်တွဲ6 6ပါတယ်ပေါ့နော်ပေါင်းရှင်းနှလုံးပေါင်းရှင်း6ဖြစ်တယ်ခင်ဗျာဒါဆိုရင်ဒါလေးနဲ့ထပ်ညီလိုက်ပါတော့ဒါကကျွန်တော်တို့ဒီရွေးချယ်လိုက်ရင်ကျွန်တော်အကြိုက်မတူမှာဆိုတဲ့အတွက်ကြောင့်ပေါ့နော်အကုန်ပြပြရှင်းဖြစ်ပါတယ် โอเคကျွန်တော်ရဲ့ရှင်များအားလုံးပဲဒီ16ချိန်မှာကံပေးလို့ရကြပါစေခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ